ားလုံးပဲကြော်ခဲချမ်းနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်။ဒီကနေ့ရောခလေးရောသူကြီးပါကြိုက်တဲ့ Tio Style ဝတ်သားပေါင်းလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်။ဒီဝေဒါပေါင်းလေးဟာသမင်းနဲ့စားရတဲ့ရံကိုစားလို့ကောင်းတဲ့အဟင်းလေးတစ်ခွဖြစ်ပါတယ်ဝေဒါပေါင်းလို့ပို့အတွက်ကျွန်တော်ဝေဒါအကြီးပေါ့နော်တပောင်းတော့မြှထားပါတယ်ခင်ဗျာပြီးရင်ချက်တွန်ဖြူပြီးရင်ကော်မုတ်နင်းငယ်ပြီးရင်ပဲငံပြာကြီးဂျင်းပါပါလီတာတာချက်တွန်မိတ်လေးကိုပေါ်လီအုပ်ဖို့အတွက်ကျွန်တော်နှုတ်လေးစင်တာပါတယ် ဒီနှမ်းစီနဲ့ငယ်ကောင်းအနေငယ်လည်းပါဝင်มาဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ငယ်ကောင်းအဖြူကိုအသုံးပြုထားပါတယ်ငယ်ကောင်းအဖြူမရှိရင်လည်းအမဲကိုအသုံးပြုလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီဝတ်သားပေါင်းဖို့အတွက်ပထမဆုံးဝတ်သားပါเนาะဝတ်သားအခြေပေါ့ဒီဝတ်သားအခြေဟာကောင်းတာကတော့ကျွန်တော်တို့အစီလေးနည်းနည်းပါတာပူကောင်းပါတယ်အသားကြီးပဲတချို့ကအစီမကြိုက်ဘူးဆိုရင်တော့အသားကြီးပဲလုပ်ပါเนาะအသားကြီးပဲလုပ်တဲ့ခါကျရင်နည်းနည်းလေးပူပြီးတော့ဒီဝတ်သားပေါင်းပူပြီးကျက်သွားတယ် ကျွန်တော်တို့ဒီအစီနည်းနည်းပို့ပါတဲ့ခါကျတော့ဝက်သားပေါင်းလေးရပို့ပြီးတော့နူနူအီလေးနဲ့စားလို့ပို့ကောင်းမှဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့ဝက်သားကို marinate လုပ်မှဖြစ်ပါလေ။အဲဒီသူကချက်သွန်ဖြူနုံနုံစင်သားကလေးဒီအားဆုံး1 table spoon လောက်ပဲရှိပါတယ်။1 table spoon ပေါ့နော်။ဒါကျွန်တော်ခံမှန်းကြည့်ပဲပြောပြထားတာဖြစ်ပါတယ်။ ပြီးရင်ဘဲငံပြာရည်ဘဲငံပြာရည်ညတော့ကျွန်တော်တို့3 tablespoon အောင်အသုံးပြုထားပါတယ်ဒီထဲမှာဘဲငံပြာရည်အချီကိုအသုံးပြုထားတာဖြစ်ပါတယ်ခင်ဗျာအကယ်၍အနောက်သုံးနေဆိုရင်ကျွန်တော်တို့ဝသားပေါင်းတဲ့ခါမှာဝသားအမဲအောင်ဖြစ်သွားတာပေါ့နော်အကယ်၍အမဲအောင်မဖြစ်ချင်ဆိုရင်ဒီလိုမျိုး light soy sauce ပေါ့နော်အချီကိုပြုပြီးလို့လုပ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်တို့ဒီဝသားနဲ့ကျွတ်တုံဖြူနဲ့ဘဲငံပြာရည်ကိုအရင်ဆုံးနမ်းဆက်သွားအောင်နေလိုက်ပါမယ် ဒေချာနန်းစာအောင်နေပြီးပြီဆိုရင်ကျွန်တော်တို့ common ထပ်ထည့်ပြီးတော့နေပါမယ် common ကိုကျွန်တော်ဒီထဲမှာ2 tablespoon လောက်အသုံးပြုထားပါတယ်ခင်ဗျာ3 tablespoon ဒီလည်းအသုံးပြုလို့ရပါတယ် common လေးပါလဲခါမှာဝတ်သားလေးကနည်းနည်းပို့ပြီးတော့နုနုအီအီလေးဖြစ်တယ်ပေါ့နော်အဲ့လိုပဲ common ကိုလည်းအသားထဲမှာအားလုံးစိတ်ဝင်သွားအောင်ဒေချာလေးနေပြီးပါမယ် ျွန်တော်နေနေနဲ့ကျွန်တော်ရေအနေငယ်ထည့်ပေးပါလဲရေဦးဒီထဲမှာကျွန်တော်2 to 3 tablespoon လောက်အသုံးပြုထားပါတယ်ခင်ဗျာရေလေးနဲ့ထည့်ထည့်ပေးလိုက်တဲ့ခါကျရင်ကျွန်တော်ဝက်သားပေါင်းပြီးတဲ့ခါကျမှာအိတ်တရထဲလာတဲ့အရေလေးဟာသမင်းနဲ့နေစားရင်အရန်ကိုစားကောင်းပါတယ်ခလေးလေးဆိုလည်းရမ်းကြိုက်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်တို့ရေလေးနေငယ်ထည့်ထည့်ပြီးတော့လည်းဒီဝက်သားကိုနန်းစားအောင်နေပေးပါမယ် ပြီးသွားပြီဆိုရင်ကျွန်တော်နန်းဆက်သွားပြီဆိုရင်ငရုကောင်းလေးအနေငယ်ထည့်ပေးပါမယ်။ငရုကောင်းကတော့မိစိတ်ကြိုက်ပေါ့နော်။ငရုကောင်းများများကြိုက်ရင်ငရုကောင်းကိုနည်းနည်းလေးပို့ထည့်လို့ရပါတယ်။ဒီထဲမှာတော့ကျွန်တော်ကတော့ half teaspoon လောက်ပဲကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာ။ပြီးရင်နောက်တစ်ခုကတော့နန်းစီပေါ့နော်။နန်းစီကိုလည်းကျွန်တော်နည်းနည်းလေးအပေါ်ကဖြန်ပေးလိုက်ပါလေ။ဒီဟာဆိုရင်လည်းကျွန်တော်1 teaspoon လောက်ပဲရှိပါမယ်။ဒါကျွန်တော်အချမ်းမြင့်တော့ပဲကျွန်တော်ကတော့ဟင်းချက်ရများတော့အပြင်ကျွန်တော်ဒီကိုယ်ရဲ့ခန့်မှန်းခြေလောက်ပဲလောက်တာပေါ့နော်။တိတိကျကျကြီးဆိုတော့မရှိပါဘူး။ ီထဲမှာတော့ဒီမှာကျွန်တော်ဒီနန်စီဆိုရင်လည်း one teaspoon အောင်ကျွန်တော်ထည့်လိုက်တယ်ပေါ့တချို့လူတွေကတိကျကြမေးတယ်ခါကြရင်ကျွန်တော်တိတိကျပြောတာတော်တော်လေးခက်ပါတယ်ပြီးတော့ ਈ ဆိုရင်ပကံများတစ်ချက်တည်းမှာကျွန်တော်တို့နေသားတဲ့ဝက်သားလေးကိုပြင်ပြန်လေးဖြစ်အောင်ကျွန်တော်ထည့်လိုက်ပါမယ်အကြေပကံများနဲ့မလုပ်ချင်ဘူးပကံလုံးနဲ့လုပ်ချင်တယ်ဆိုရင်လည်းရပါတယ်ဒါကတော့မိမိစိတ်ကြိုက်ဘယ်လိုပဲဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်ခင်ဗျာ ဝသားလေးကိုတေချာလေးဖြန့်ပြီးတော့ထည့်လိုက်တဲ့ခါမှာဒီလိုအပြန့်ထဲမှာထည့်တဲ့ခါမှာဝသားကပူပြီးတော့ကျက်တာမြန်ပါတယ်ပြီးတော့ပြီဆိုရင် ကျွန်တော်တို့အပေါ်ကပပလီတာနဲ့ဂျင်းလေးတွေကိုအပေါ်ကထည့်ပေးပါမယ်ဂျင်းလေးကိုအပေါ်ကထည့်ပေးခြင်းအပြင်ဒီဝသားပေါင်းတဲ့ခါမှာဂျင်းတန်လေးနဲ့မှုပြီးတော့အရန်ကိုစားကောက်မှဖြစ်ပါတယ်ဂျင်းနဲ့ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါင်းပါမယ်စားပြီးတော့ဒီပေါင်းဖို့အတွက်ယူနီစုစုကိုအရင်တဲထားပါမယ်တဲထားပြီးွားရင်အပေါ်ကနေပြီးတော့ ျွန်တော် steam လောက်တာပေါ့နော်ပေါင်းလိုက်ပါမယ်ပေါင်းတဲ့ခါမှာကျွန်တော်15မိနစ်လောက်ပေါင်းရပါပြီဒီဟာကျွန်တော်ပြက်ပြက်လေးလုပ်လို့အကယ်၍ကိုကဟိုပကံလုံးနဲ့လုပ်မယ်ဆိုရင်တော့နည်းနည်းလေးပူပေါင်းအောင်ပဲဘာဖြစ်ဆိုပကံလုံးဆိုရင်နည်းနည်းလေးကြာတတ်ပါတယ်ကျွန်တော်15မိနစ်လောက်ပေါင်းပြီးသွားပြီဆိုရင်ကျွန်တော်ဖုံးဖွင့်ပြီးတော့ကြက်သွမ်းမိလေးပေါ်ကနေဖြူပေးပါမယ်ဖြူပြီးတော့ကျွန်တော် ဒီ sesame oil ပေါ့နော်နန်းစီလေးကိုလည်းအနေငယ်ထည့်ထည့်ပြပါလေအကယ်၍နန်းစီကိုထမ်းမထည့်ချင်တော့ဘူးဆိုရင်လည်းရပါလေကျွန်တော်အစပိုင်းနေတော့ကကျွန်တော်တို့ဒီနန်းစီကထည့်လာပြီးသားဖြစ်ပါလေကျွန်တော်ကပုံမွေးကျင်တဲ့အတွက်ကြောင့်နန်းစီလေးကိုထည့်ထည့်လိုက်တာဖြစ်ပါလေကျွန်တော်နန်းစီထည့်ပြီးတော့ဒီကြက်တမိတ်အုပ်ပြီးဒီ1မိနစ်3မိနစ်လောက်ထပ်ပြီးတော့ဆက်ပြီးတော့ steam လိုက်တယ်ပေါ့နော်ဆက်ပေါင်းလိုက်ပြီးသွားရဆိုရင် တူလေးနဲ့ကျွန်တော်တို့ထိုးကြည့်လို့ရပါတယ်။တူလေးနဲ့ထိုးကြည့်လိုက်တော့ gain အသားဘက်တွေကပ်ပြီးပါမလားတော့ဆိုရင်ဒီဝက်သားပေါင်းကရပါပြီ။အခုဆိုရင်ရန်ကိုစားလို့ကောင်းတယ်။ဒီဝက်သားပေါင်းလေးကတော့စားဖို့စဉ်းစားဖြစ်ပါပြီ။ကျွန်တော်တို့သမင်းနဲ့စားရင်လည်းရန်စားကောင်းပါလေ။ကလေးတူကြည့်တယ်ရန်ကိုချိန်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံကြည့်ကြည့်ရှုပေးတဲ့ငွေကြေးအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။